မင်္ဂလာပါရှင်။အော်တိုဘားလ22ရက်ဗုဒ္ဓဖူးနေ့ရရန်ကုန်တွင်သတင်းဆောင်လင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့စာဘက်ရှိန်မြင့်တေးလှူရှားမှုအခမ်းအနားများကျင်းပတဲ့သတင်း။ လုံးမျိုးနဲ့တတော်ရက်ွက်ကန်းနာလန်ရှိအမှတ်ခွန်အခြေခံပညာထပ်တန်းကြောင်းတွင်ပညာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ချိန်မြင့်တင်ရေးလှုံ့ရှားမှုခန္ဓာကိုအောက်တိုဘာ22ရက်နနက်8:00မိနစ်80ကကျင်းပရာတိုင်းဒေသကြီးဦးစီးမှုပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါခင်စောလင်းနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးစီမံကော်မတီဥက္ကဋ္ဌဦးရဲကိုကိုတို့ကအဖွင့်မှစကားပြောကြားပြီးအမှတ်6အခြေခံပညာထပ်တန်းကြောင်းမှကျောင်းသားကျောင်း ောင်းသူလေးများကဗတ်ဆုံပညာကိုရီဒူလန်းချီတချင်းဖြင့်တည်ဆူဖြောပြခဲ့ကြပါတယ်။ဆက်လက်၍ဆိုင်ရေးဆရာမပေါပေါကစာဖတ်ခြင်းအကျိုးကျေးဇူးကောင်းစဉ်ဖြင့်စာပေဟောပြောခဲ့ပါတယ်ရှင်။ထို့နောက်အမှတ်လေးအခြေခံပညာထပ်တန်းကျောင်းမှာကျောင်းသားကျောင်းသူလေးများကမြည်ပြန့်သူတချင်းဖြင့်ကပြဖြောပြခဲ့ကြပြီးလူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာအမှတ်ခွန်အခြေခံပညာထပ်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကလူငယ်နှင့်ချင်းချင်းမှုလူငယ်နှင့်ဆိုရှယ်မီဒီယာလူငယ်နှင့်စာရိတ်တ လူငယ်နှစ်ကျန်းမာရေးလူငယ်နှစ်စာပေးခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပါတယ်။ဆက်လက်၍အမှတ်၈အခြေခံပညာထပ်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကမြန်မာမာလေးပါရှင်အကာဖြင့်ကပြဖြောပြခဲ့ကြပြီးမူလာတန်းအဆင့်ကပြရွတ်ဆို ပြိုင်ပွဲအထက်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့်အထက်တန်းအဆင့်ကြာပန်းစကားပြောပြိုင်ပွဲများတွင်ဆူရရှိသူများအားဆူများပေးအပ်ခြင်းကြောင့် အလဲတန်းဆင့်ပုံပြောပြိုင်ပွဲနှင့်အထက်တန်းဆင့်ကြာပန်းစကားပြောပြိုင်ပွဲများတွင်ဆူရရှိသူများအားဆူများပီအက်ချီးမြင့်ခြင်းဖြောပြေးဖွင့်များအားဂုံပြူလက်ဆောင်ချီးမြင့်ခြင်းနှင့်အမှတ်ခွန်အချိန်ပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကဥွှေရူတော်မူသည်ချင်းဖြင့်ကပြတ်ဖြောပြေးခဲ့ကြပါရဲ့ရှင်။အလားတူတန်လင်းမြို့နယ်ပညာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအစီအစဉ်ဖြင့်အောက်တိုဘာ22ရက်နနက်10:00နာရီက အလဲရွာမူလာတန်းလွန်ကျောင်း၌စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲကြပြာရုပ်စုပြိုင်ပွဲပုံပြောပြိုင်ပွဲဖတ်မှတ်စွမ်းရည်ပြိုင်ပွဲစာအုပ်ပြပွဲနေရန်ကစာဆောင်ပြပွဲနှင့်ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပကြောင်းသိရှိခဲ့ရပါတယ်ရှင်။ကျေးဥစွာပညာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးရရှိဒေါ်ရွှေရီဝင်းကျော်ကစာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သော အသိပညာဘူတုတာများအကြောင်း ဟောပြောပြီးကြပြာရုပ်စုပြိုင်ပွဲပုံပြောပြိုင်ပွဲ ဖမ်းမှန်စွမ်းရည်ပြိုင်ပွဲကျင်းပကဆူရရှိသူများအားဆူများတီတီပေးရဲ့ချီးမြှင့်ကြောင်းသိရှိခဲ့ရပါတယ်ရှင်။အလားတူလိုင်တရာအရှေ့ပိုင်းမြို့နယ်တွင်ဆာဗက်ရှင်မြင့်တင်လှူရှားမှုအတိပေးဟော့ပြုတ်ပွဲကိုအောက်တိုဘာ22ရက်နနက်10:00နာရီကအမတ်ရှိရက်ကွက်ဥပုံညာလမ်းရှိ အမတ်ဆက်ခွန်ခြေကံပညာထပ်တန်းကျောင်းကွယ်တွင်ပြုလုပ်ရာမြို့နယ်ပညာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးရာရှိဒေါခင်ဝင်းမူကစာဖတ်ခြင်းဖြင့်လူငယ်များဗလငါးတန်းဖွံ့ဖြိုးတိုးတက်နိုင်ကြောင်းဟောပြောက ညာနာဆွေရေးပြိုင်ပွဲများပြုလုပ်ကြောင်းသိရှိခဲ့ရပါတယ်ရှင်။အလားတူတကုံမျိုးသစ်တောင်ပိုင်းမျိုးနယ်အမှတ်3အခြေခံပညာထက်တန်းကျောင်းစူဝေးခမ်းမတွင်အောက်တိုဘာ22ရက်နနက်9:00နာရီကကျောင်းစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ချိန်မြင့်တင်ရေးလှုပ်ရှားမှုခန္ဓာကိုပြုလုပ်ရာဒုရီယာမျိုးနယ်အုပ်ချုပ်ရေးမှူးဦးထွန်းလင်းနိုင်ကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးရရှိဒေါ်တန်တန်အေးကကျောင်းစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောခဲ့ပါတယ်ရှင်ထို့နောက်လူငယ်စကားအဝိုင်းကိုကျင်းပကြောင်းသိရပါတယ်အလားတူကြီးမြတ်နိုင်မျိုးနဲ့ပြင်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်စာဖတ်ချိန်မြင့်တင်လှုပ်ရှားမှုခန္ဓာကို အမှတ်3အခြေခံပညာအထက်တန်းကျောင်းစကားဖြူခမ်းမ၌အောက်တိုဘာ22ရက်နနက်9:30ကကျင်းပရာရန်ကုန်အနောက်ပိုင်းခရိုင်ပညာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးခိုင်ကဖွင့်မစကားပြောကြားခဲ့ပါတယ်ဆက်လက်ပြီးဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးကမူထီတာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးကျောင်းသားကျောင်းသူ6ဦးတို့ကဆိုင်းယာခေါင်းစဉ်များဖြင့်ဆွေးနွေးကြောင်းသိရှိခဲ့ရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တရားမြို့တွင် ကျဲခင်းစနစ်ဖြင့်စိုက်ပျိုးတဲ့ရွှေမန်းစပါးဆံွက်ရိတ်သိမ်းတဲ့တွင်ရန်ကုန်တိုင်းဒေသကြီးတန်လျင်ခရိုင်တံတားမြို့အမှတ်3ရပ်ကွက်တောင်သူဦးတန်းစင်ဤလေမီဆိုင်ဧက16ဒသမ8တွင်အောက်တိုဘာ22ရက်နနက်6နာရီကရွှေမန်းစပါးဆံွက်ရိတ်သိမ်းပွဲကိုပြုလုပ်ကြောင်းသိရှိရပါသည်အဆိုပါရိတ်သိမ်းပွဲတွင်တံတားမြို့မြစည်ဦးစီးဌာနမှဦးစီးမှုဦးတင်နိုင်စုနှင့်ဖွဲ့ဝင်များ တောင်သူလယ်သမားများတက်ရောက်ခဲ့ပြီးရွှေမန်းစပါးဆန်၊ကွက်ရည်တင်ညာတွင်တအေကလျင်80တသမ36တင်ထွက်ရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့လှိုင်းသူစာကပေးပို့ခဲ့တာဖြစ်ပါတယ်ရှင်။ပြည်သက်များရှင်ရွှေငုံရဲ့ရန်ကုန်တခေတ်သတင်းစုံလင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။